မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့စီးချိုတမားများအတွက်တကယ်ဥမကောင်းတဲ့ဆေးဆောင်ကောင်းတစ်ခုကိုပျောက်စေခြင်းနဲ့စေတနာမြတ်တာဖြစ်ကျွန်တော်လာရောက်ဖျက်ဝေပေးခြင်းဖြစ်ပါတယ်စီးချိုတွေကျွန်တော်မတရားတက်မယ်နော်စီးချိုတွေမတရားတက်မယ်နော်အဲတကယ်ဥမခန်းသားနေရတဲ့အမျိုးတွေပေါ့နော်နောက်တစ်ခုကစီးချိုကိုကျွန်တော်ရှိတဲ့လူတိုင်းကအဲကျွန်တော်တို့ထိမိခိုက်မိတာကိုရှောင်ကြပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထိမိခိုက်မိသွားတယ်ဆိုရင်အနာဖြစ်သွားပြီးရင် အစည်းတို့စီးတဲ့သူတွေကကျွန်တော်တော်တော်နဲ့မကြက်ဘူးပေါ့နော်အဲ့နာမကြက်ပဲနဲ့ရင်းပြီးတော့အဲတော်တော်လေးမှအနေရများတယ်ပေါ့နော်ကျွန်တော်ရဲ့အဲជីမီပေါ့နော်ជីမီဆိုရင်လည်းသူကစီးတို့ဖြစ်တယ်ဖြစ်ပြီးတော့အဲကျွန်တော်တပက်စီလှဲနေရင်းနဲ့ဒီ6လောက်လေးကိုတဆူမိတာပေါ့နော်အဲတပက်စီတန်လေးကတဆူမိတာဘယ်လောက်မှမဟုတ်ပဲနဲ့နော်ဘယ်လောက်မှမဟုတ်ပဲကျွန်တော်တဆူမိတာအဲ့ရနေတော့အနာကမကြက်ပဲနဲ့ရင်းတော့တဖြည်းဖြည်းနဲ့နောက်ပဲဆုံးတော့ကျွန်တော်တို့လူရဲ့ဖိုးစာပါနော်အတက်ပါကျွန်တော်ပေးလိုက်ရတဲ့ကျင်းကနရောက်သွားတယ်ပေါ့နော်အားကြောင့်မို့ အစည်းအဝေးဖြစ်တဲ့အမျိုးတွေကဒီကျွန်တော်အနာတွေပဲဖြစ်ရင်ဝီဒီယာဆက်ပြီးတော့အဲကျွန်တော်တို့အညော်တွေပဲဖြစ်ဖြစ်နော်အထင်မီခိုက်မီတာပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဝီဒီယာဆက်ကြပါလို့ဒီနေ့လေးကနေကျွန်တော်စေတနာမြတ်တာဖြစ်အဲပြောရပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တွေ့ခဲ့လို့ဒါအမျိုးတွေကိုအဲဖြစ်မှာဆိုလို့နော်အဲကျွန်တော်ပြန်လည်ပြီးတော့မျှဝေပြခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်စီးကြိုတွေစီးကြိုတတ်နေတဲ့မျိုးတွေပေါ့နော်အဲ့လိုဖြစ်နေတဲ့မျိုးတွေတို့ကအဲစင်းကြီးကျွန်တော်နှမျိုးတတိကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ပေါ့နော် ထမတဏီကတော့ကျွန်တော်တို့တင်မောအတီတင်မောတီကိုကျွန်တော်တို့ကထိတ်ကဖြတ်လိုက်တင်မောတီအနေတော့တလုံးထိတ်ကဖြတ်ဖြတ်ပြီးွားခက်ကြီးကြီးလဲအဆင်ပြေတယ်ဗောနော်ခက်ကြီးကြီးကြီးပစင်ရတယ်ကြီးလေကောင်းလေပဲအဆင်ပြေတယ်ထိတ်ကဖြတ်ဖြတ်ပြီးအထဲကကျွန်တော်တို့သူ့ရဲ့တင်မောတီရဲ့အဆင်ကိုကျွန်တော်တို့ကဖယ်ထုတ်ဖယ်ထုတ်ပြီးွားပြီးဆိုရင်ကျွန်တော်တို့နေတိုင်းတောင်းနေလက်ဖက်6เนาะလေးနေလက်ဖက်လက်ဖက်6ကိုလက်ဖက်6ကိုကျွန်တော်ကလက်တဆုပ်စာကိုအဲ့တင်မောဒုနာဖြတ်တာတင်မောထဲကိုတင်မောတီထဲကိုထည့်เนาะထည့်ပြီးတော့ကျွန်တော်တို့ကဒီ ရေပေါ့နော်ရေရေနွေးပေါ့နော်ရေနွေးချမ်းပေါ့ရေနွေးချမ်းပူပူလောလောကျွန်တော်ကလောင်းထက်လောင်းထက်ပြီးတော့ကျွန်တော်ကဖြတ်ဆောက်လေတင်မော်တီဖြတ်ထားတယ်ဖြတ်ဆောက်ကျွန်တော်ကအဖုံးလေးပြန်ပြီးတော့အုပ်ထားပြီအုပ်ပြီးတော့ကျွန်တော်10မိနစ်15မိနစ်လောက်ထားထားပြီထားထားပြီးပြီးသွားပြီဆိုတာနဲ့အဲ့10မိနစ်ပြည့်သွားပြီ15မိနစ်ပြည့်သွားဆိုကျွန်တော်အဲပူပူအေးအေးသွားတဲ့အနေထားလောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကအဲ့ထဲကရေကိုကျွန်တော်တောက်ပြီနော်တင်မော်တီနဲ့ကျွန်တော်ဒုနာအဲလက်ဖက်ချောင်းတွေကိုနှစ်ခုရောထားတဲ့အဖန်ထက်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့က အနည်းစဉ်ပုံမှန်လေးတောက်ပြီးမယ်ဆိုရင်တော့အစည်းတို့တွေမတရားတက်နေတဲ့အမျိုးတွေတွက်တကယ်မှကောင်းတဲ့အစည်းဆောင်ကောင်းတစ်ခွက်ပါဘူးနော်နောက်တနည်းကတော့ကျွန်တော်တို့ကင်းမုံပေါ့နော်ကင်းမုံတီးနော်ကင်းမုံတီးဒါမျိုးတွေဘက်မှာရှိမှာပါနော်ကင်းမုံတီးထိုင်းမှာတော့ဒါအပေါ်တယ်ပေါ့နော်ဒီကင်းမုံတီးရဲ့ကင်းမုံရွက်ပေါ့နော်ကင်းမုံရွက်ကိုကျွန်တော်တို့ကထောင်းထောင်းပြီးတော့သူ့ရဲ့အရေကိုကျွန်တော်ထမင်းစားဆုံးတစ်စုံပေါ့နော်ထမင်းစားဆုံးတစ်စုံကျွန်တော်ကသူ့ရဲ့ရေရောက်အောင်ယူယူပြီးမှတမရသီးလေးလေးတမရရေကိုကျွန်တော်က3-4ဇက်လောက် 30လောက်ပါနော်ဖရာတရားတန်တာပါနော်30လောက်ကျွန်တော်ခတ်ခတ်ပြီးတော့မှု့မှု့ပြီးတော့အဲ့ဒါလေးကိုကျွန်တော်နေ့စဉ်ပုံမှန်တစုံတစုံတောက်ပေးမယ်ဆိုရင်လည်းစီကျိုတက်နေတဲ့အမျိုးလေးတွေကတကယ်လို့မှကောင်းပါတယ်ပေါ့နော်အမြန်ဆုံးနဲ့တက်တာပြောပြပေးပါတယ်ပေါ့နော်အမြန်ဆုံးနဲ့တက်တာပြောပြနေနိုင်ကြပါစို့ဆုတောင်းပေးရပေါ့နော်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်နံပါတ်1စိမီလေးရတော့တင်မော်ဒီတင်မော်ဒီကိုကျွန်တော်ကထိတ်ကဖြတ်ဖြတ်ပြီးတော့အဲ့သူ့အထဲမှာရှိနေတဲ့သူ့ရဲ့အစိတ်ဆန်လေးကိုကျွန်တော်ကဖယ်ထုတ်ဖယ်ထုတ်ပြီးတော့အဲ့ထဲကိုကျွန်တော်က ျွန်တော်အများထားတောက်နေတယ်လက်ဖက်6ပေါ့နော်လက်ဖက်6ကိုကျွန်တော်ကအဲ့ထဲကိုထက်ထက်ပြီးလိုက်ဆိုတာရေနွေးအဲရေနွေးပူပူပေါ့နော်ကျွန်တော်လောင်းထက်လောင်းထက်ပြီးတော့ဒုနာဖြတ်ထားတဲ့သင်းမောသီးကိုဖြတ်ထားတဲ့ခေါင်းကိုဖြတ်ထားတဲ့ဖြတ်ဆလိုက်တာကကျွန်တော်ကပြန်အုပ်ပြီးအုပ်ပြီးတော့အဲ့တိုင်းကျွန်တော်10မိနစ်15မိနစ်လောက်ထားပြီးအပြီးသွားပြီးဆိုတာနဲ့အဲ့ဒီအရေလေးကိုကျွန်တော်တို့မကုံမချင်းတာတောက်ပြီးပေါ့နော်တနေ့တာမကုံမချင်းတာတောက်ပြီးအဲ့ဆိုတော့ကျွန်တော်စီချိုတက်နေတဲ့မျိုးတူတူတကယ်မှကောင်းပါတယ်ပေါ့နော်အဲနောက်ထပ်ဒုတိယတနည်းကတော့ကျွန်တော်တို့ကင်းမှုံရွက်အကင်းမှုံရွက်ကိုကျွန်တော်တို့က ဒီရေပြောင်ဆေးလိုက်ပါတော့သူ့ရဲ့လေးရေပြောင်ဆေးပြီးတော့ကျွန်တော်တို့ကထောင်းထောင်းရင်လည်းသူ့ရဲ့တတ်ထူရေကိုကျွန်တော်တို့ကယူမှဖြစ်တဲ့တော့သူ့ရဲ့အရေကိုထမင်းစားဆုံးနဲ့တစုံရောက်အောင်ကျွန်တော်တို့အရေရောက်အောင်ထောင်းပြီးတော့ထမင်းစားဆုံးတစုံရောက်အောင်ကျွန်တော်တို့အရေကိုညှစ်ထုတ်ပါတော့သူ့ရဲ့တတ်ထူရေညှစ်ထုတ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကတမယာသီးပေါ့နော်တမယာသီး340လောက်ပေါ့နော်တမယာကြီး340လောက်ကျွန်တော်ကခတ်ပြီးခတ်ပြီးတော့မှု့မှု့ပြီးတော့အဲကျွန်တော်နေ့စဉ်ပုံမှန်တစုံတစုံပေါ့နော်တောက်ပေးမယ်ဆိုရင်လေစီးကြိုတက်နေတဲ့အမျိုးတွေအတွက်တကယ်ကိုမှအကောင်းပါတယ်ပေါ့နော် အများဆုံးလက်တတ်တော့ပြောင်းပေးနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ပေါ့နော်အဲကျွန်တော်ရနောက်လာမယ့် video မှာလည်းအမျိုးတွေရနာမျိုး96ပါရောဂါနဲ့ပတ်သက်ပြီးအဲကျွန်တော်ဘယ်လိုဆေးဆံကောင်းများကိုယူဆောင်လာပြီးအောင်လဲဆိုတော့လေကျွန်တော်ရဲ့ video လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေ့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အမျိုးတွေအားလုံးပဲကျန်းမာလို့ချမ်းသာပါစေအနာမျိုး96ပါရောဂါတွေလည်းကင်းဝင်နိုင်ကြပါစေကကြီးသုံးပါးမှလည်းကျော်လွှားနိုင်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်ပေါင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ